ားလုံးပဲမြင်လာပါခင်ဗျာဒီဗီဒီယိုမှာတော့ဗန်ကောက်မြို့ရဲ့အထင်ကရဈေးတစ်ခုဖြစ်တဲ့ပတူးနန်းလက္ခဏာစီကိုခေါ်ဆောင်ပေးသွားမှာဖြစ်ပါတယ်ဆေးဝါးရဲဆိုတော့ကျွန်တော်တို့ဒီဗီဒီယိုလေးဆုံးဒီလိုက်ကြည့်ဖို့ကျွန်တော်ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာမျိုးသားအမျိုးသမီးအင်ဂျီဝစ်စာဖက်ရှင်ပစ္စည်းမျိုးစုံကိုတနေရာထဲမှာလက်လီလက္ခဏာဝယ်လို့ရတဲ့နေရာပါလက္ခဏာစီနဲ့ဝယ်မယ်ဆိုရင်တော့ဈေးပိုတန်ပါတယ်လက်လီစီနေရာနည်းများပါတယ် ယ်လို့ကိုကဝယ်မယ်ဆိုရင်လည်းဈေးစစ်ပြီးဝယ်ဖို့မမေ့ပါနဲ့ဈေးစစ်ဝယ်ဖို့ကျွန်တော်အကြံပေးလိုပါတယ်ခင်ဗျာ online show တမားရီတစဉ်ပြန်လဲရောင်းချတင်တဲ့သူတွေနဲ့ဘန်ကောက်ကိုလည်လာတဲ့ခါကျရင်လက်ဆောင်ဝယ်သွားတင်တဲ့သူတွေတွေ့တယ်ဒီနေရာကမတော်မဖြစ်တော့လေပတ်တင်တဲ့နေရာတစ်ခုပါပဲ A lot has changed since we last spoke Life's been good to you and I see that you're with someone new န်ကောက်မြို့ရဲ့မြို့လယ်မှာရှိတဲ့အတွက်သွားလာတာလည်းခုပါတယ် Platinum Fashion Mall လို့ Central Hall နာမှာရှိတဲ့အတွက်ဒီနေရာကိုသွားမယ်ဆိုရင်အလွယ်တကူသွားလို့ရပါတယ်ခင်ဗျာစီပရာမောလာပြီဆိုရင်လည်းစိတ်မပူပါနဲ့ဒီစီရန်ထဲမှာ street food ရောင်းတဲ့ဆိုင်တွေရှိသလိုဒီဘက် အပြင်ထွက်လိုက်တယ်ဆိုရင်လည်းကျွန်တော်တို့စားစရာဆိုင်လေးရှိပါတယ် easy way စားပြရပါတယ်ကိုကဘန်ကောက်ကိုခုမှလာတယ်အဲစီးပွားရေးချက်ချာချတဲ့နေရာတွေနဲ့ဒီလို shopping ထွက်ဖို့ဆရာထပ်တန်နေဆိုရင်တော့ဒီနေရာကိုမပြုနေတစ်ခေါက်တော့တော့ကြည့်ဖို့ကျွန်တော်က recommend လုပ်ပါတယ်ခင်ဗျာစည်းဝယ်တဲ့ခါကျရင်တော့စည်းစစ်ဖို့မမိပါနဲ့လက်ကားစည်းနဲ့ဝယ်တဲ့ခါကျရင်ပူတန်ပါလေလက်လီစည်းတွေကတော့နည်းနည်းလေးများတတ်ပါလေ ဆိုင်ကန်းအပြင်ဘက်ထံနေရောအထဲဘက်မှာပါဆိုင်နေအများကြီးရှိတဲ့အတွက်အချိန်ရတယ်ဆိုရင်တော့အေးစီစီလေးပတ်ကြည့်ပြီးတော့ဝယ်တာပိုကောင်းပါလိမ့်ခင်ဗျာဒီနေရာမှာတော့နိုင်ငံစုံလူမျိုးစုံလာရောက်ဝယ်လေပတ်ပြီးတော့ဝယ်ယူကြပါတယ်တချို့လည်းလိုက်လွင်ပြီးဈေးရောက်နေတာတွေလည်းတွေ့နိုင်ပါတယ်သူသဖြင့်တော့မိန်ကလေးအင်ဂျီဝယ်စားတွေအရင်ပေါ်တဲ့နေရာပါလက်ကားစီးနဲ့လာဝယ်မယ်ဆိုရင်ဒီနေရာကိုမဖြစ်မနေလာဝယ်သင့်ပါတယ်ခင်ဗျာ ကောင်းတွေရဲ့အထင်ကြီးစေဖြစ်တဲ့ပတူးနဲ့လက်စားစီးတွေမှာဘလို့ဆိုင်ရမ်းနေရှိမလဲဘလို့ဝစားရရှိမလဲဆိုတော့ကျွန်တော်လည်းတူတူဗီဒီယိုလေးဆုံးထိလိုက်ပါကြည့်ရှုပါဦးကျွန်တော်ပြန်လာပါမယ်ခင်ဗျာဟုတ်ကဲ့ကွန်တီတက်ကန်ဆုံး ผมแตกลายผมแห้งเสียผมอ่อนแอ ัญพืชที่หลากหลาย ดีนาประโยชน์ดีๆมีให้ทุกสูตรครั้งแรกจะสถาบันวิจัยพอร์ต ต้องรอละกี่คนแล้วเด็กแบบมีเลยเจออิสราเอล

ยังไม่กล่าวแม่บุท้ายแค่ร้อยเดียวหมดเลยวันนี้嗯。

ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်။ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ခင်ဗျာ။ဒီခုသိချင်တာရှိရဆိုရင်လည်းအောက်ကကောင်းမှမှာမိသားစုလေးရပါတယ်။ကျွန်တော်ကတော့ဒီ page မှာနေ့တိုင်းဗီဒီယိုတင်ပေးတာဖြစ်တဲ့အတွက် page ကို follow မလုပ်ရသေးဘူးဆိုရင်လည်း follow လေးလုပ်ပေးလို့ရပါတယ်ခင်ဗျာ။အားလုံးလည်းမင်္ဂလာရှိတဲ့နေ့ရက်လေးကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ။